ုင်ငံတကာအနေနဲ့လည်းရှိခဲ့တယ်။ဟိုကျွန်တော်တို့ဒီ WU ပေါ့လေ။သူလည်းပဲသူရဲ့ PhD thesis မှာရေးတာတွေ့ရတယ်။နောက်က Royal Holloway University ကလည်းပဲကျောင်းသူတို့က PhD thesis လုပ်ခဲ့တာတွေရှိရပေါ့နော်။ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကြောက်ချမ်းပြည့်ရွေကလည်းပဲအားလုံးသိထားတဲ့အတိုင်းပဲ1912ကသူကလုပ်ခဲ့တာပေါ့လေ။အဲ့လေလုတ်ခဲ့တယ်။အဲ့အစိုးပိုင်းတို့ကခံမှန်းချက်တွေရဆိုရင်အဲ့ဒီ1912ပေါ့။ဟောကျွန်တော်တို့ဒီမိမျိုးငလျင်ပေါ့လေ။ခါဆိုလို့ရှိရင်ကျွန်တော်ပြင်အားရှိရှိခဲ့တယ်ဆိုပြီးတော့အစိုးပိုင်းက ဟိုတွက်ချက်ကြတာပေါ့။ဒါနောက်ပိုင်းပညာရှင်တွေကပြန်ပြီးတော့ဟိုဟိုတွက်ချက်ကြတဲ့အခါကျတော့7.7ပေါ့သူလည်းပဲပတ်ချလိုက်လို့အလုပ်ခဲ့တယ်ဆိုပြီးတော့ကောက်ချက်ပြန်ဆွဲခဲ့ကြတာပေါ့။ဆိုတော့ဟိုဒါဒီကိုကြောက်ချမ်းပြည့်ရင်းနဲ့ဆိုင်တဲ့ဟိုတယ်လေးတွေပေါ့ general ပေါ့ရေဘူးရကျွန်တော်ချက်လက်လို့ပြောရလိမ့်မယ်။အကြောက်ချမ်းပြည့်ရွေကဟိုရှည်ကတော့500 km ပေါ့ kilometer 500ကျော်ကျော်ရှည်ရတာတွေ့ရတယ်။အဲ1912မေမျိုးငလျင်ပြန်အခွန်တက်မှခွန်လောက်ရှိတဲ့ငလျင်ဒီဆိုဒီကြောက်ချမ်းပြည့်ရွေမြောက်ဖက်အပိုင်းက အဲဆုံးတယ်လို့ကျွန်တော်တို့သူတနာရလက်တွေပေါ်ပြတယ်ပေါ့လေဆိုတော့တောင်ဘက်အလေဘက် segment ဆိုတော့တော့ဒါဆူမင်းကတော့ကြောက်ချမ်းပြည့်ကြီးကို segment 3ခုအပိုင်း3ပိုင်းပိုင်းထားခဲ့တယ်ဆိုတော့လေပိုင်း segment နဲ့အဲတော့ southern segment ကတော့အဲအသေးစိတ်ပေါ်လေးလေးလာနိုင်တာမရှိသေးဘူးပေါ့သူလည်းလေးလာဖို့လိုမင်းအဆက်ပေါ့အဲတော့ဒီပြည့်ရရပဲပဲ event ပေါ့9000ကျော်ဆနစ်ဟို က်ကပိုင်းကလည်းလုပ်မယ်ဆိုရင်ဒီချိန်လုပ်နိုင်တဲ့ဖွင့်လန်းနေနေရှိရဲအဲဆိုတော့ကျေးဇူးတစ်ခုလုံးကြုံကြည့်မယ်ဆိုလို့ရှိရင်အခုချိန်လုပ်ရင်တောင်းပါပဲသူက6.5နဲ့အထက်လောက်ကတော့လုပ်မယ်ဆိုရင်လုပ်နိုင်တယ်ဟိုကိုတင်ကများတယ်ပေါ့နော်ဖွင့်လန်းကရှင်းနိုင်ခြင်းများတယ်ကြောက်ကြမ်းကလေးအပြင်တခြားဆက်ဆက်ငလင်များနဲ့ပတ်သက်ပြီးဒေါက်တာမျိုးတန်ငလင်ပညာရှင်မှအကြံပြုချက်ကြောက်ကြမ်းပြည့်ရွေးက1900ဆနစ်မေမျိုးငလင်လှုပ်တဲ့အပိုင်းကလုံမယ်ဆိုရင် ဒီအချိန်လှုပ်နိုင်တဲ့အခွင့်အလမ်းနည်းနည်းရှိတယ်။ပြည့်ရွေးတစ်ခုလုံးခြုံကြည့်မယ်ဆိုရင်အခုချိန်လှုပ်ရင်တောင်မှပဲ6တက်သမငါနဲ့အထက်လောက်လှုပ်မယ်ဆိုရင်လှုပ်နိုင်တဲ့အခွင့်အလမ်းကဖြစ်နိုင်ချေများတယ်။ကြောက်ကြမ်းငလျင်အပြင်တခြားငလျင်ဆိုင်ရာအကြံပေးချက်၊သတိပေးချက်တွေကိုငလျင်ပညာရှင်ဒေါက်တာမျိုးတန်ကဆွေးနွေးအကြံပြုထားပါတယ်။ အင်တာဗျူးတင်ဆက်မှုဟာအများပြည်သူကိုယခုကာလစိုးရိမ်စရာပုံမှုဖြစ်စေဖို့မဟုတ်ပဲချိုးတင်ပြင်ဆင်နိုင်ဖို့ပြင်ငလင်နဲ့ပတ်သက်လို့ဘလို့ပဲပုံအခြေအနေတွေရှိနိုင်တယ်ရှိသေးတယ်ဆိုတာကိုသိစေဖို့ရည်ရွယ်ပါတယ်ငလင်လောက်ခတ်မှုအခြေအနေတွေဟာအတိအကျချိုးတင်ပြောဆိုမှုမလွယ်ကူပေမဲ့ခံမှန်းချေများနဲ့ချိုးတင်ပြင်ဆင်မှုတွေဟာပြည်သူတွေအတွက်တတိချက်စရာဖြစ်နိုင်မယ်လို့ယူဆပါတယ်ဟိုအပေါ်ဒီစကန်ကျွေးခုမန္တလေးငလင်ကတော့ကျွန်တော်တို့နောက်ဆက်တွဲငလင်ကတော့လုံနေရောပါပဲမရှိမှကျွန်တော်ခဏခဏပြောခဲ့သလိုပေါ့ ်ပရောဂျက်အားမှာနောက်က6ပုံဒီပတ်ချာလေးနောက်ဆက်တင်ကလေးကတော့အလုပ်နေဦးမယ်လာချီပြီးတော့ဟုတ်နဲ့ချီပြီးတော့လေလှုပ်နိုင်တာပဲလေနော်အဲ့တော့သို့တော်လေးပဲလှုပ်တဲ့နောက်ဆက်တင်ကလေးလှုပ်တဲ့ပေါ့အဲ့အချင်းကြီးအတွက်ကတော့ဟိုတဖြည်းဖြည်းနဲ့ကျော်နေလာမယ်ဒါထုံးစံတိုင်းပဲလေနော်နောက်ကပြင်းအားကလည်းတဖြည်းဖြည်းနဲ့ကျော်နေလာလိမ့်မယ်ဒါကတော့ကျော်တော်ငလင်းကြီးပြီးရင်အဲ့နောက်ဆက်တင်ကလေးရင်လှုပ်လေးလှုပ်တာရှိတဲ့ဒါသဘောတဘာဝအတိုင်းသူတည်ဆက်ပြီးတော့ဖြစ်နေမယ်သဘောဟောရှိတယ်နော်ဒါလေးတွေကရှိပြီးငလင်းကတော့သူက ငလင်းလုတ်ပြီးရဲ့နောက်ဆက်တွဲငလင်းလုတ်တာကတော့တိတိတတာရှိတော့လဲပဲငလင်းကြီးတိုင်းငလင်းကြီးတိုင်းမှာရှေ့ပြေးငလင်းကဟိုလုတ်လေလုတ်တာမရှိဘူးပေါ့ဆိုတော့50 50လောက်တော့ပြောလို့ရတယ်နော်ဆိုတော့အခါကျတော့လုတ်တဲ့ပေါ်လေးတွေဟိုရှိတယ်ဥပမာကျွန်တော်တို့ဟိုနမ်းမချက်ချွေးကလုတ်တဲ့ဒီတာလီငလင်းနဲ့စူပါစူပေါ့နော်ကျွန်တော်တို့ဒီဟိုတပိတ်ချင်းငလင်းလိုဟာမျိုးစူပါစူအဲ့တော့ဒီငလင်းရဆိုလို့ရှိရင်သူကရှေ့ပြေးငလင်းလေးတွေရရှိတယ်လို့ပြောလို့ရမယ်အဲ့တော့တာလီငလင်းနမ်းမှာကျတော့ဘာမှမရှိခဲ့ဘူး ဆိုတော့အဲ့ဒီမလုတ်ခင်ဟိုကသူကဟိုကဒီပြည်ပြည်တစ်ချောက်ကနေပြီးတော့ငလင်းလုတ်တဲ့ဟာလေးတွေသင်မရှိခဲ့တာကိုပြရတာပေါ့ဆိုတဲ့အခါကျတော့ဟိုသူကလည်းနောက်တစ်ခါခံမှန်းရဟိုခင်းဖြစ်တဲ့ဟာပေါ့လေဒါဒီရှိပြီးကလင်းလားဆိုတာကိုပြောရဟိုကိုရင်းဖြစ်တာပေါ့ဟိုခက်ခဲတယ်ဟိုဟိုအဖေးစီပေါ့လေဟိုစောင့်ကြည့်ပြီးတော့ assessment monitoring ခေါ်တာပေါ့ဟိုလုံနေမှသာလေကျွန်တော်တို့ကဟိုပြောလို့ရနိုင်တာပေါ့လေဆိုတော့အဲ့လိုမရှိဘဲနဲ့ ဆိုလို့ရှိရင်တော့ကျွန်တော်ငလျင်ကြီးလှုပ်ပြီးသွားမှသာလေအော်ဒါဒီဒီငလျင်လေးဒီရှိပြီးငလျင်မဲလို့ဆိုလို့ဆိုတာမျိုးကျွန်တော်တို့ကကောက်ချက်ဆွဲရမယ်သဘောရှိတာပေါ့နော်ဆိုတော့ဒါလေးကတော့ရှိပြီးနေနောက်ဆက်တွဲငလျင်လေးရဲ့ဒီသဘောတဘာပါလေအကြောင်းကျမ်းပြည့်ရွေးကတော့ဟိုသူနဲ့ဆိုင်တဲ့သူတည်တနာတွေလည်းဟိုတန်တဲ့တော့ကျွန်တော်ရှိတယ်လို့ပြောရမယ်ရှိနေတယ်ပေါ့နော်ဆိုတော့အရှင်ရှားဆုံးကတော့ကျွန်တော်မြမအကြီးမာအကြီးကင်းကပေါ့လေဒေါက်တာစုမင်းပေါ့သူရဲ့ PhD ပေါ့လေဟိုဒေါက်တာဒီလိုကြီးကျမ်းကဒီအကြောင်းကျမ်းပြည့်ရွေးနေဆိုင်တဲ့ thesis ကိုသူလုပ်ခဲ့တာသူတည်တနာကိုလုပ်ခဲ့တာပေါ့ဆိုတော့နောက်ပိုင်းလည်းပဲသူဒီဟိုဂျီအိုလော်ဂျီမမွားရမှာသူအပိပါလေးပါလေးပြန်ရေးတာတွေ့ရတယ်အဲတော့နိုင်ငံတကာအနေနဲ့လည်းရှိခဲ့တယ်ဟိုကျွန်တော်တို့ဒီ one u ပေါ့လေသူလည်းပဲသူရဲ့ PhD thesis တင်မှာရေးတာတွေ့ရတယ်နောက်က Ryan Holloway University ကလည်းပဲအကြောင်းသူတို့က PhD thesis လုပ်ခဲ့တာတွေရှိရပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကြောက်ချမ်းပြည့်ရွေကလည်းပဲအားလုံးသိထားတဲ့အချိန်မှာ1912ကသူကလုပ်ခဲ့တာပေါ့လေ အနေနဲ့လုပ်ခဲ့တယ်။အဲ့အစိုးပိုင်းကခံမှန်းချက်တွေရဆိုရင်အဲ့ဒီ1912ပေါ့ဟိုကျွန်တော်တို့ဒီမြေမျိုးငယ်လင်းပေါ့လေကာဆိုလို့ရှိရင်ကျွန်တော်ပြင်အားရှိရှိခဲ့တယ်ဆိုပြီးတော့အစိုးပိုင်းကဟိုပြတ်ချက်ကြတာပေါ့။အဲ့နောက်ပိုင်းပညာရှင်တွေကပြန်ပြီးတော့ဟိုဟိုပြတ်ချက်ကြတဲ့အခါကျတော့7.7ပေါ့သူလည်းပဲပတ်ချတယ်လို့အထုတ်ခဲ့တယ်ဆိုပြီးတော့ကောက်ချက်ပြန်ဆွဲခဲ့ကြတာပေါ့။ဆိုတော့ဒါဒီကိုကြောင်းချမ်းပြည့်ရင်းနဲ့ဆိုင်တဲ့ဟိုတယ်လေးကိုကျန်ရတယ်ပေါ့ရေရွာကျွန်တော်ချက်လက်လို့ပြောရတယ်။ ကျောက်ချမ်းပြည့်ရွေကရှည်ကတော့500ကီလိုမီတာပေါ့ကီလိုမီတာ900ကျော်ကျော်ရှည်ရတာတွေ့ရတယ်။အဲ1912မေမြို့ငလျင်ပြည်အားကွန်တက်တမခွန်လောက်ရှိတဲ့ငလျင်ဒီဆိုတော့ဒီကျောက်ချမ်းပြည့်ရွေမြောက်ဖက်အပိုင်းကအဲလှုပ်တယ်လို့ကျွန်တော်တို့သူတလာရလက်တွေပေါ်ပြတယ်ပေါ့လေဆိုတော့တောင်ဘက်ကလေးဘက် segment ဆိုတော့တော်တော်စုမင်းကတော့ကျောက်ချမ်းပြည့်ရွေကို segment 3ခုအပိုင်း3ပိုင်းပိုင်းထားခဲ့တယ်။ဆိုတော့လေပိုင်း segment နဲ့ဆိုတဲ့ segment ကတော့အဲအသေးစိတ်ပေါ်လေးလေး ်တိုင်တာမရှိသေးဘူးပို့သူလည်းလေးလာလို့လိုပြီးအဆက်ပေါ့အဲ့တော့ဒီပြည့်ရွေးရပါလေပဲအီဗန်ပေါ့9900ဆက်နဲ့ဟောမိမျိုးငယ်လေးလှုပ်တဲ့ပိုင်းကလည်းလှုပ်မယ်ဆိုရင်တချို့လှုပ်နိုင်တဲ့အခွင့်အလမ်းနဲ့ရှိတယ်အဲဆိုတော့ကျေးဇူးတစ်ခုလုံးပေါ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အခုချိန်လှုပ်ရင်တော့မှာပဲသူက6.5နဲ့အထက်လောက်ကတော့လှုပ်မယ်ဆိုရင်လှုပ်နိုင်တဲ့ ကိုကိုရင်းကများတယ်ပေါ့နော်အခွင့်အရေးကကျင့်နိုင်ကြများတယ်။နေမျိုးငွေလေးတောက်ပွဲရစနစ်နေမျိုးငွေလေးလက်တော့ကလည်းပဲဟိုထောက်ထားရရဆိုလို့ရှိရင်တော့ထောက်ထားဆိုတာကရှိပါလေ။ဟိုစာပီရီတော်လေးရေးတာထားတဲ့စာတန်းတွေဖတ်တဲ့အရာဆိုသူလည်းပဲတနိုင်ငံလုံးကြီးပါခံစားရတာဘောဖယ်ကတော့လေဆိုတော့အဓိကပျက်စီးဆုံးရှုံးကတော့အဲဒီကြက်ကြက်ကြီးတစ်ခါကားရဖြစ်နေတာပေါ့နော်ပျက်စီးဆုံးရှုံးလေးတပတ်ချလေးအဓိကမျိုးကြီးနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတောင်ကြီးလိုမျိုးလေးကကျွန်တော်တို့ဟိုတွေ့ထားပါ ဆိုတော့တောင်ပေးဆက်သွားမယ်ဆိုရင်သူကကြားတည်နေလွိုင်းပုံလို့မလို့ဒီမျိုးတွေကလည်းပဲဒီကြောင်ချမ်းကြိုင်ရင်အပေါ်ပတ်ချလေးမှာရှိနေတဲ့ပုံတွေ့ရတာပေါ့နော်ဟုတ်ကဲ့ရန်ကုန်မြို့နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ခုပြီးခဲ့တဲ့ဟိုဘက်ဘက်ကလှုပ်ခဲ့တယ်ပေါ့လေဒီမလေးငလျင်ပေါ့လေဆိုဒီငလျင်ကကျွန်တော်တို့စကိုင်းပြည့်ကြီးရဲ့အလဲပိုင်းပေါ့နော်အဲကျွန်တော်တောက်လျှောက်ပြောလာတော့ဟို င်းဟောတော့1839ခုနှစ်တည်းလုတ်တဲ့အပိုင်းကနေပြန်လုတ်တယ်။အဲ့ဝါ segment ဆိုကျွန်တော်ပြောနေတာပေါ့လေဆိုတော့ဟိုဘူးကြီးကပညာရှင်အများစုကတော့မိတိလား segment ဆိုပြီးတော့တုံးတယ်အဲ့အရာနေလုတ်လိုက်တာ။ဒါပေမဲ့အဲ့ကျွေးအဲ့ဒီအပိုင်းရဲ့ဒီကွန်တက်တမခုပေါ့လေလည်းလုတ်လိုက်လို့ရိတ်သွားတယ်ဟိုတိုတယ်ပေါ့နော်တိုတယ်တက်ဆန်ကတိုတယ်လက်ကကျွန်တော်တို့ကစုစုပေါင်း၄၀၀ကဘယ်လောက်ထိတောင်ရှိသွားတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတောင်ဘက်ပေါ့ ကျွန်တော်တို့သူ့ပတ်ချာလေးလောက်ထိရောက်သွားတယ်လို့ခုကလည်းဦးလေးလာတွေ့ရှိချက်တည်းရတော့ပြနေတယ်ပေါ့အဲဒါကြောင့်မလို့1930ဖြူငလျင်လုတဲ့အပိုင်းကြီးတို့ဒီဟိုဟိုရမ်းချဖြစ်သွားတယ်ပေါ့ဒီဆောက်ကတက်ရောက်သွားတယ်ပေါ့အဲဒါကြောင့်မလို့1930ပုံကုန်းငလျင်လုတဲ့ဒီကူးဆက်တယ်ပေါ့ပုံကုန်းပိုင်းရတော့ဘယ်လိုလဲဒီလိုမျိုးဆိုရင်ဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုး တဲ့အပိုင်းပေါ့စကမ်းကြည်ရေဘကိုးဆက်ကနေဘကိုးပိုင်းကလုတ်ခဲ့မယ်ဆိုရင်ကျွန်တော်ကြည်ရေကိုရှင်းပြတာဘကိုးပေါ့လေကျွန်တော်ခုနဖြူ30မျိုးတွေရတော့ဟိုတင်းချက်တာပို့ပြီးတော့ ဆိုရှယ်ချက်စီများနိုင်တယ်နောက်တစ်ခါဟိုတကယ်ပေါ့လေမြန်မာနိုင်ငံရဲ့လူမျိုးထုတ်တဆုမျိုးဖြစ်တဲ့ကျွန်တော်ရန်ကုန်ပေါ့ကျွန်တော်တို့ဟိုဒါကတော့ကျွန်တော်တို့လုံးဝဟိုတည်တည်ဆဲဆာမယ်ဖြစ်တာပေါ့လေ1930ဘကုန်းငယ်လေးလောက်တဲ့ချိန်မှာဘကုန်းမျိုးကလူ900လောက်တည်တယ်ဘကုန်းကလူ90တည်တယ်950လောက် sorry ရန်ကုန်ကလူ90တည်တယ်ဆိုတော့လူ950လောက်ကျွန်တော်တို့ကိုယ်ကိုပေးသွားတာပေါ့လေအခုအနေထားနဲ့ကြည့်မယ်ဆိုရင်လူကြီးလေအဲ့မှန်ဘကုန်းရောကျွန်တော်တို့ရန်ကုန်ရောကများလာတယ်အစ်ပူချာများလာတဲ့သဘောပေါ့နော်နောက်တစ်ခါစောင်းဦးကြီးဒီ 1930တုန်းကဟာနဲ့လုံးဝအခွဲပြားခြားနားသွားပြီပေါ့နော်နော်ဆော်ဝီအဲအထမြင်တန်းနေပိုလစ်တူဆော်ဝီရင်းရံများလာတယ်ဆိုတော့ကျွန်တော်ပစ္စည်းဆိုရှယ်နိုင်ချီဒီသူလည်းပဲမြင်မဲ့သဘောရှိတာပေါ့ကွန်တက်မှာ3ပတ်ချာနဲ့လှုပ်ရင်တောင်းပါပဲ တော့ပြည်စီဆုံးရနိုင်တယ်ဆိုတော့အိမ်ကြီးကတော့ကျွန်တော်တို့ဟိုမကုန်းမြို့လိုဟာမျိုးကတော့စကိုင်းကြက်ရည်ပေါ်မှာဟိုတည့်တည့်ရှိနေတဲ့မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတည့်တည့်အနေအမြင်အားလုံးသူကဟိုတင်ဖြစ်နိုင်တယ်ပျက်စီးဆုံးရှုံးများနိုင်တယ်ပေါ့ဆိုတော့ငလေကျွန်တော်တို့ဒီအကြီးသေးပေါ့လေအဆောင်ကြီးအကြီးသေးဟိုညံ့နေပြီတက်တန်းကြာနေပြီဆိုလို့ရှင်တော့ပျက်စီးရှားနေတယ်ပေါ့ရန်ကုန်မြို့ရောက်တဲ့အခါကျတော့သူကပို့ပြီးတော့ဟိုတင်ဖြစ်နိုင်တာကပျက်စီး ရနိုင်ချေရှိတာကပေါ့လေကျွန်တော်တို့ရေပူရဆိုလို့ရှိရင်တော့ကျွန်တော် high rise building တွေပေါ့နော်တံမြင်တဲ့အဆောင်တွေကပို့ပြီးတော့အပြည့်စီရနိုင်တယ်ပေါ့ဆိုတော့သူတို့ကိုကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်တယ်လဲဆိုရင် assessment ပေါ့တော်လေးလာဆန်းစစ်မှုတွေလုပ်ဖို့ရအတွက်လိုအပ်တယ်ကျွန်တော်တို့တံမြင်အဆောင်တွေဒီကျွန်တော်တို့ကဟိုမှာလူတွေညားတယ်ပုံမိသားစုရေတများများနေထိုင်ကြတဲ့အဆောင်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေကတော့အဲ့ဒီအဆောင်တွေကတော့ကျွန်တော်တို့ building assessment ပေါ့ ့လုပ်တင်တယ်အကယ်၍ခဏရင်မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုတင်လုပ်ရမယ် retrofit လုပ်ရမယ်အဲ့တော့ကျွန်တော်တို့သက်ဆိုင်ရာကျွမ်းကျင်နားလေတဲ့ဒီ engineer တွေပေါ့လေဒီကခုနပြောခဲ့တဲ့ software ကိုကျွန်တော်ဘယ်လိုနည်းနဲ့ retrofit လုပ်ကြမလဲပေါ့ဒါလေးကိုတင်ပြပြောပတ်တယ်ဒီကညာတူပြီးတော့ဒီကျန်လာပြီဆိုရှင်တော့ဒီလိုပဲတော့ဟိုအရေးကြီးတဲ့အထဲမှာပါတယ်ပေါ့အဲတော့ဟို ဆင်မှုတွေကတော့ကျွန်တော်တို့တောင်းရည်ရည်သေးအကဲပြတ်လေးလာဆက်ဆင်မှုတွေကတော့တောက်လျှောက်လုပ်ဖို့ရအတွက်ကျွန်တော်တို့တိုက်တွန်းလုပ်ရပေါ့လေအဲ့တော့အဲ့တော့ခုခေတ်ကာလကတော့ခက်ခဲနေမယ်ဟိုတကယ်ကိုဝချက်တဲ့ပေါ့လေ emergency ဖြစ်ပြီးတော့မှခုလိုပြောသွားပါပြီအထူးသဖြင့်ပေါ့လေငလျင်တဘာဘာပေးကအတော်ဟိုဆိုရင်စရာကောင်းတယ်အဲ့တော့ဖြစ်ခင်ကကြိုတင်ပြီးတော့ခုလို assessment လုပ်ဖို့ရအတွက်ဟိုတော့လည်း resources ကလည်းအကန့်အသတ်ရှိနေလိမ့်မယ် စမိတဲ့ပုံမှန်ခြေတည်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ human resources လည်းခက်ခဲလိမ့်မယ်ဒီပညာနောက်တစ်ခါ facilities ပေါ့ဒါတွေအကုန်လုံးကကျွန်တော်တို့အခက်အခဲအကန့်အသတ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကိုယ်ကိုယ်တော့တောင်းလို့ရမလားမသိဘူးပေါ့နော်ဒါတွေကအစိုးရစရာတစ်ချက်ပေါ့ anyway ဘာပဲဖြစ်ဖြစ်ကျွန်တော်တင်ဆက်တိုက်တင်ဆက်တင်တာဘူးလို့တင်ဆက်ရပါအဲ့တော့အရင်ပေါ့လေဟိုဟိုတစ်ထပ်အရင်နှစ်ထပ်အရင်ဆိုတာမျိုးလေးတွေကတော့ခဏခဏကျွန်တော်တို့ဒီပြည့်ရတဲ့အတိုင်းပဲကျွန်တော်တို့ဆက်ဆက်ကြရမယ် ဲလမ်းကြောင်းတွေမလုပ်ထားလို့ဆိုရင်ပန်တီထားရမယ်။ဆိုအဲဒီသွားမဲ့လမ်းကြောင်းကမိသားစုဝင်တွေအားလုံးသိရမယ်။မကြာခဏကျတော့လေ့ကျင့်ရမယ်။အဲ့တော့လေ့ကျင့်ပြီးတော့အဲ့ဒီနေရာကိုမြန်မြန်ရောက်အောင်ကျွန်တော်တို့စူးစမ်းကြရမှာပေါ့နော်ဆိုတော့လမ်းတစ်လျှောက်မှာကိုရင်းနေတာစီအပိစုရှိနေတာမှန်တယ်များကျွန်တော်တို့ကဟိုရှင်းလင်းကြရမှာမိမိအိမ်တွင်အိမ်ပြင်ပေါ့နော်ဆိုတော့တူလူတွဲလောင်းနေအဲရှိရာမျိုးတွေကျွန်တော်တို့ဟိုပြင်ဆင်ကြတဲ့လေအဲဒါတော့အရေးကြီးဆုံးအပိုင်းကိုကျွန်တော်ငလျင်လှုပ်ပြီးဆိုလို့ရှိရင်ငလျင်လှိုင်းကအမျိုးအစားအဓိကနှစ်မျိုးရှိတယ်အဲ့တော့ body weight လို့ခေါ်တဲ့အဲ တင်းပိုင်းကဖြတ်လာတဲ့ငလျင်လိုင်းရှိတယ်။ surface wave လို့ခေါ်တဲ့ကမ္ဘာမျက်နှာပြင်ကိုဖြတ်လာတဲ့ငလျင်လိုင်းရှိတယ်။အဲတော့ surface wave လို့ခေါ်တဲ့နောက်ငလျင်လိုင်းကဒါလည်းရင်သူကအဆောင်တွေကိုပျက်စီးစေတာပေါ့။အဲတော့လူအများစုက ချင်းချင်းနိုင်ငံဘာကိုသတိထားမိနိုင်မလဲဆိုရင် body wave ဆိုတဲ့ပထမဆုံးငလျင်လှုပ်တာကိုခံစားမိလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့စာဦးရပြင်ပါပေါ့လေအများဆုံးကျွန်တော်ထွက်နိုင်အောင်ကြိုးစားရမယ်အဲ့တော့ငလျင်လှုပ်တဲ့ဘ ഹു ချက်နဲ့ဝေးတဲ့နေရာတွေပေါ့အဲ့တော့ကီလိုမီတာ100ဝန်းကျင်လောက်ဝေးတဲ့နေရာတွေကအစလေး5စက္ကန့်ရတတ်တယ်ဆိုတော့ဤတဲ့နေရာတွေကတော့တိတ်အချိန်မရဘူး5 5စက္ကန့်ပေါ့အဲ့ရန်ကုန်မြို့လို့ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်10စက္ကန့်ပတ်ချာလေးလောက်ရနိုင်တယ်ဆိုတော့အဲ့ဒီအတွင်းကိုချိန်သွင်းမှာခုနပြောခဲ့တယ်ပြီးလို့ရအောင်သွားနိုင်ဖို့ရတော့အဲ့တော့ဒီဟိုတင်းနေရာမ

ည်သူလူထုကခံစားသိရှိလိုက်ခြင်းခြင်းပဲအဲဒီစက္ကန့်အနည်းငယ်အတွက်မှာ30စက္ကန့်ဝန်းကျင်အတွက်မှာအမြန်ဆုံးခုနပြောခဲ့တဲ့ပေးလို့ရဘူးတွားမှုရအတွက်အချိန်ကလေးပေါ့ဒါလေးကိုမကြာခဏဦးကျန်ကလုပ်ရမယ်လုပ်တဲ့နေသူတော့ကြံပြီးလိုပါတယ်လို့